ဇမ္ဗုကဆိုတဲ့တက်ကရောကြီးကအလွန်တနာစရာကောင်းတယ်။တန်တရာတစ်ခုမှာအမားလုတ်ခဲ့သည့်အတွက်ကြောင့်နော်တန်တရာခီးသွားနေတော့အမားလုတ်မိပြီဆိုရင်လူတွေကလွန်ကြောက်စရာကောင်းတယ်အဖြစ်ဆိုးတွေနဲ့ဂျုံတွေ့ရတယ်။သူကချမ်းသာတဲ့မိဘရဲ့တာသည်ဖြစ်ပေမဲ့လို့တန်တရာဘဝတစ်ခုမှာအမားလုတ်ခဲ့သည့်အတွက်ကြောင့် အိမ်ကထမင်းကောင်းဟင်းကောင်းကျွေးပေမဲ့မစားဘူးတဲ့သူကမစင်ကိုပဲပုံကြိုက်တယ်မစင်စားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မိဘကအဝတ်အစားလှလှပပစင်တော့လဲမဝတ်ဘူးတဲ့တုံးလုံးနေရတာသဘောကျတယ်ဤနေကတိသွားမိုးကြတယ်လှလှပပလုံးလုံးချုံချုံဝတ်နော်အဲ့ဒါသွားတည်းဆိုရင်အဲ့ဒါအမှားတစ်ခုလောက်ခဲ့တာဖြစ်ချင်းဖြစ်နေမယ်နော်အဲ့တော့သူက အဝမောတာကိုသူပူသဘောချပြီးတော့နေတယ်နောက်တစ်ခုဒီလိုနဲ့မိဘတွေကအိမ်ထားလို့တော့မဖြစ်တော့ဘူးလို့ဆိုပြီးတော့မကောင်းကြောင်းပို့ပေါ့နော်မကောင်းလို့ရှင်ကြောင်းပို့လိုက်ပါပဲကောင်းအောင်ပို့တာဖြစ်ပါလိမ့်မယ်နော်မကောင်းကြောင်းပို့ဆိုအိမ်မှာမကောင်းလို့ကြောင်းမှဆုံးမရအောင်ဆိုပြီးတော့တက်ကြွန်းနေရဲ့အပိုင်းဝိုင်းနဲ့ပို့လိုက်တာ ဘာလောက်ခံရတော့ဆိုသူ့ကို twin do twin do ပြီးတော့မြေကြီးတဲ့ထက် twin နဲ့မှာထက်တာပြီးတော့ပခုံးနှစ်ဖက်ပေါ်မှာပြင်ချက်တွေခင်းပြီးအဲ့ဒီပြင်ချက်တွေပေါ်မှာထိုင်ပြီးတော့ခေါင်းကသပင်ကိုထမ်းသီးနဲ့ညှက်ပြီးတော့ဆွဲနှုတ်ခံရတယ်ဒါသူတို့ရဲ့ tradition ပဲတဲ့နှုတ်နဲ့မရိပ်ဘူးတဲ့ဆွဲနှုတ်တာဒါပါနောက်ထပ်ပေါက်လာတဲ့အခါကျအလိန်ကလေးတွေပေါက်လာတယ် စာပင်စတိုင်လှုပ်ချင်တဲ့ပုံကအဲ့ဒါဆွဲနှုတ်ရင်တော့အလိန်လေးတွေတွန်လေးတွေပေါက်လာကောက်เสียတောင်မလို့တော့နော်အဲ့တော့တချိန်တုန်းကသူကဝတ်လေလာတဲ့ပုံကစာပင်ကိုအဲ့ဒါလိုထမ်းစေးနဲ့ဆွဲပြီးတော့ညက်မွေးညက်လို့ဟာပေါ်လေးလှုပ်ပြီးတော့ဆွဲညက်ပြီးတော့နှုတ်ခမ်းတကောင်းလုံးနှုတ်ခမ်းရတယ်ဆိုတော့နဲတာမှမဟုတ်ဖဲနဲ့အဲ့ဒါလိုနှုတ်ခမ်းရတယ် ရေကြီးပေါ်မှာပဲသူကအိတ်တယ်အဲ့လိုနဲ့နောက်ဆုံးမှာနောက်ပိုင်းရောက်တဲ့အခါကျတော့ရိုးရဲရော်တယ်ဆုံးကန်သွားဖို့ခေါ်တဲ့ကသူဘယ်တော့မှမလိုက်ဘူးကြောင်းမှာတယောက်တည်းကြံ့ရင်တည်းအားလုံးထွက်သွားပြီဘယ်သူမှမရှိဘူးဆိုလို့ရှိရင်တော့ရှိတော့အိမ်သာလည်းလုံမမလုံတာဟုတ်အိမ်သာကြမ်းမြင်ဖွင့်ပြီးတော့မစင်နေပဲအာရပါရစားတယ် ူဘဝနောက်ကြတော့သူ့ကိုမသင်္ကာလို့ချောင်းရတဲ့အခါကြတော့